င်္ဂလာပါ English for Learner YouTube နဲ့ TikTok channel တို့ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့ eat have consume ဒီ beef တုံးခုရဲ့ differences channel jet channel jet ဒီအကြောင်း uses အသုံးပြုပုံတွေအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ beef တုံးခု eat have consume ဒီ beef တုံးခုကအဲတစ်ခုနဲ့တစ်ခု interchange ပဲ ဆက်လက်ပြီးတော့တုံးလို့ရပါတယ်။ဒါပေမဲ့တို့ရဲ့ကြားမှာခြားနာချက်လေးတွေရှိပါတယ်။ဆိုတော့အဲ့ဒီအပိုင်းကို လေ့လာသွားမှာဖြစ်ပါတယ်။ဆိုတော့သင်ခန်းစာလေးကိုစလိုက်ပါမယ်။အဆုံး verb တစ်ခုက eat အဲ့တော့ဒီသူ့ရဲ့အဓိပ္ပာယ်ကအကုန်လုံးသိပါတယ်စားသည် တော့ဒီမှာဝါစားသည်လို့ရေးထားတယ်ဆိုတော့ဒီ eat ဆိုတဲ့ verb ကအာသွားအစားစာတစ်ခုကိုသွားနဲ့ဝါပြီးတော့မျိုးရှပြီးတော့စားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ဒါကြောင့်မလို့ဒီဘာတွေကိုစားမှာလဲဆိုတော့ solid food ပေါ့နော်အဲ့တော့အာ solid အဆိုင်ကဲ solid food တွေကိုစားတယ်ဆိုလို့ရှိရင်ဒီ eat ဆိုတဲ့ verb ကိုသုံးတယ်သုံးလို့ရတယ်အဲ့တော့ solid food တွေကများလို့အဖြစ်ဘာတွေပါမလဲဆိုတော့ လာဖရူအဲတစ်သီးတွေပါမယ်ဘက်စတီရယ်ဟင်းသီးရွက်တွေပါမယ်ပြီးရင် meat အသားတွေပါမယ်ပေါ့နော်အသားတွေငားတွေပါမယ်ပေါ့ဆိုတော့ဒီအဲ solid food ဖြစ်တယ်ဆိုလို့ရှိရင်ဒီ eat ဆိုတဲ့ verb ကိုဒါတုံးလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကသူက neutral informal အသုံးဖြစ်တယ် informal အသုံးဖြစ်တယ် everyday use ပေါ့နော်နေ့စဉ်နေ့စဉ်အဲတုံးလို့ရတဲ့အသုံးဖြစ်တယ်နေ့စဉ်နေ့စဉ်တုံးနေကြ common use ဖြစ်ပါတယ်။ပြီးရင်နောက်တစ်ခုကအဲနောက်တစ်ခုတည်ထားတဲ့ဒါလေးက intrinsic verb ဆိုတဲ့ eat ကဒါ intrinsic verb ဖြစ်တယ်သူကကံလို့တဲ့ကရိယာဖြစ်တယ်။ဒါကြောင့်မလို့ eat ရဲ့နောက်မှာအာအစားစာတစ်ခုခုမပါဘဲနဲ့လည်းပဲ eat ကိုတုံးလို့ရပါတယ်။ကဲဥပမာလေးကိုကြည့်ကြည့်အောင်။ example 1 she doesn't eat meat because she's vegetarian ကဲဒီမှာဆိုလို့ရှိရင်သူမကတဲ့အသားမစားပါဘူးတဲ့ဘာကြောင့်လဲဆိုတော့သူမကတက်တက်လို့သမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီမှာ keyword လေးပါလဲဆိုတော့ meat ဆိုတော့ meat ကဒါ solid food ဖြစ်တယ်ဒါကြောင့်မလို့အဲ solid food ဖြစ်လို့ဒါဝါးစားရမယ်ဒါကြောင့်မလို့ eat ဆိုတဲ့ verb ကိုဒါတုံးလို့ရပါတယ်တုံးထားပါတယ်ကဲ example 2ကိုကြည့်ကြအောင် I'm really hungry let's eat ကဲဒီမှာကျတော့ ငါတကယ်ကိုမှဘိုက်စာနေပြီးဆားရအောင်ကဲဒီမှာကျတော့ဒီ if ရဲ့နောက်မှာအဲဘာဆားမယ်ဆိုရဲ object မပါပါဘူးအဲ object မပါဘူးဒါကြောင့်မလို့သူကကံမလို့ကိရိယာပေါ့နော် intrinsic verb အနေနဲ့ဒီမှာသုံးထားပါတယ်အဲအဲ if ရဲ့နောက်မှာ object မထည့်ဘဲနဲ့လည်း if ကိုသုံးလို့ရပါတယ်အဲဒါဆိုလို့ရှိရင်နောက်ထပ် verb ကို set ပြီးတော့ကြည့်ကြည့်အောင် ဟုတ်ပြီနောက်တစ်ခုကဒီမှာ have အဲ့တော့ have ဒီနေရာမှာဒီ have ကိုအစားအစာနဲ့ပတ်သက်တဲ့အဒိဗေနဲ့ပဲဒီမှာရှင်းပြမှာပါတခြားဒိဗေတွေမပါဘူးပေါ့နော်အဲ့တော့ဒီမှာ have ကသူ့နောက်ကအစားအစာတခုခုတွဲပြီးလိုက်မယ်ဆိုရင်စားသည်တောက်သည်ဆိုပြီးတော့အဒိဗေအပြန်လို့ရတယ်အဲ့တော့ဒီမှာ have ရဲ့နောက်မှာအစားအစာတခုခုပါမှာပေါ့နော်အဲ့တော့ have ကစားသည်တောက်သည်အဲ့တော့ဒီမှာတခုပိုးလာတယ်ဘာလဲဆိုတော့ ဒီ tua both solid and liquid ပေါ့နော်အဲ့တော့ solid solid တွေ solid food တွေကိုလည်းပဲစားရဆိုရင် have ကိုသုံးလို့ရတယ်နောက်တစ်ခုက liquid ဒါကတော့ eat eat နဲ့မတူတဲ့အချက်ပေါ့နော်အဲ့တော့ eat က solid food အတွက်ပဲသုံးတယ်ဒီက have ကကြတော့ liquid အတွက်ပဲ liquid အတွက်လည်းပဲသုံးလို့ရတယ်အဲ့တော့ liquid အတွက်လည်းပဲသုံးတယ်နောက်တစ်ခုက means နော်အဲစားဖွယ်တွေပေါ့နော်ဥပမာ breakfast တို့ dinner တို့ lunch တို့အစာကြီးတွေပြင်စားဖွယ်တွေကိုလည်းပဲစားမယ်ဆိုရင် have ကိုသုံးလို့ရတယ် အဲသူက informal အသုံးဖြစ်တယ်အဲ eat လို့ပဲလဲ eat ဆိုရယ် bev လို့မျိုးပဲသူက informal အသုံးဖြစ်တယ်နောက်တစ်ခုကကြတော့ polite ရင်ကျေးတဲ့အသုံးဖြစ်တယ်နော်ကိုယ့်အိမ်ကိုတရားရောက်ဧည့်သည်တရားရောက်လာပြီဆိုလို့ရှိရင်အဲ coffee တောင်းမလားအဲတခုခုတောင်းမလားတခုခုစောင်းမလားဆိုပြီးတော့နေတဲ့အခါမျိုးမှာ polite ရင်ကျေးကျေးအဲပြောတဲ့အသုံးဖြစ်တယ်ပေါ့နော်အဲတခုခုစားခြင်းလားတောက်ခြင်းလားလို့ မိတဲ့အခါမှာ flight အနေနဲ့ယဉ်ကျေးတဲ့အသုံးအနေနဲ့ have ကိုသုံးတယ်။ဟုတ်ပြီနောက်တစ်ခုကကျတော့ experience အတွေ့အကြုံတွေကိုပြောမှာအစားအသောက်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေတွေ့ကြုံခံစားရတာတွေပြောချင်လဲဆိုရင် have have ကိုသုံးလို့ရပါတယ်။အဲနောက်တစ်ခုကကျတော့ restaurant ပေါ့နော်စားတောက်ဆိုင်တွေမှာအာစပွဲတွေကိုလှမ်းပြီးတော့အစားအသောက်တွေမှာမယ်ဆိုရင်လည်းပဲ have ဆိုတဲ့ buff ကိုသုံးပြီးတော့မှာပါတယ်။ဟုတ်ပြီနောက်တစ်ခုကအဲကွဲပြားနေတဲ့အချက်ကဘာလဲဆိုတော့ transitive buff are have က transitive verb ဖြစ်တယ်။သူက can လို့ကိရိယာ have ရေးလိုက်ပြီဆိုလို့ရှိရင်သူ့နောက်မှာအစား and solid food တကူကိုထည့်ရမယ်။နောက်တစ်ခုက liquid တကူကိုထည့်ရမယ်။ means ထည့်ရမယ်ပေါ့နော်။တကူက object တကူကိုထည့်ထည့်ပေးမှသာလင်ဒီ have have ကိုသုံးလို့ရမယ်ပေါ့နော်။ဆိုတော့ဒီမှာ eat နဲ့မတူတဲ့အချက်က are eat က solid တွေပဲသုံးလို့ရတယ် have ကကြတော့ solid က liquid ကသုံးတယ်အဲနောက်တစ်ခုက eat ကကြတော့ intransitive verb ဖြစ်တယ်ဒါပေမဲ့ have ကကြတော့ transitive verb ဖြစ်ပါတယ်။ဟုတ်ပြီ example လေးကိုကြည့်ကြအောင်။ I had a sandwich and coffee for lunch. အဲ့တော့ငါအဲ့ပေါင်မုန်းနဲ့စားခဲ့ပြီးပြီးတဲ့ coffee လည်းတောက်ခဲ့ပြီးပြီးနေ့လယ်စာအဲ coffee ပေါင်မုန်းနဲ့စားခဲ့ပြီးပြီးတဲ့။ကဲဒီမှာတော့ keyword လေးက coffee. အဲ့ coffee ဆိုတာ drink ဖြစ်တယ် drink ဖြစ်တဲ့အကြောင်းမလို့ဒီ eat ကိုတုံးလို့မရတော့ဘူး။ဒါကြောင့်မလို့ have ကိုတုံးထားတယ်ပေါ့နော်။ဒီမှာ have ရဲ့ bad to had ကိုတုံးထားပါတယ်။ Okay example 2 want to have dinner at my home ကဲဒါကြတော့အဲကိဝလေးရဒင်နာနောက်တစ်ခုကဒါ polite ပေါ့နော်ယဉ်ကျေးတဲ့အတုံးပေါ့အတယောက်ယောက်ကိုလှမ်းပြီးတော့မေးပါပေါ့နော်အိမ်အင်ကအိမ်မှာဒင်နာလိုက်ပြီးတော့မစားခြင်းဘူးလားဒါတယောက်ယောက်ကိုမေးတာဖြစ်တဲ့ကြောင့်မလို့အဲ polite question ပေါ့နော် polite question အနေနဲ့ဒါသုံးတယ်ဒါကြောင့်မလို့ have ကိုသုံးပါတယ်ကဲဒါဆိုရင် နောက်ဆုံးတစ်ခုအဲ birthday ကိုကြည့်ကြည့်အောင်ကဲနောက်ဆုံးမှာတော့ဒီမှာ consume ကို ွေးထားပါတယ် consume အဲ့တော့ consume ရဲ့အဓိပ္ပာယ်လို့တခြားသောအဓိပ္ပာယ်တွေလည်းသုံးလို့ရတယ်ဒီမှာဒီမှာတော့အစားအသောက်နဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဦးပဲဒီမှာရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ consume ကလည်းစားသည်တောက်သည် solid liquid နှစ်မျိုးစလုံးသုံးလို့ရတယ်နောက်တစ်ခုက resource ပေါ့နော်အရင်းမြစ်တွေအဲစားတော့တယ်တောက်သုံးတယ်သုံးဆောင်တယ်ဆိုလည်းပဲ consume ကိုသုံးတယ်ဒီမှာတော့ resource ကကြတော့တခြားရှင်းမှာဖော်ပြခဲ့တဲ့ eat have ဒီသုံးလို့မရတဲ့ အဲတုံးလို့မရဘူးပေါ့နော်ဒီတုံးလို့မရတော့ consume အနေနဲ့ consume ဆိုတဲ့ buff ကတုံးလို့ရတယ်ပေါ့နော်အဲဒီမှာအစားတောက်နေတော့မဆိုင်ဘူးပေါ့နော်ဥပမာဥပမာကားတွေက density တွေအဲ density တွေကိုအဲစတုံးရတယ်ဆိုတဲ့နေရာမှာ consume ဆိုတဲ့ buff ကိုတုံးနေပေါ့နော်ဒါကတော့ share buff နှစ်ခုနဲ့တော့လုံးဝမတူတော့ဘူးပေါ့နော်ဟုတ်ပြီဒီမှာဆိုတော့ share buff နှစ်ခုနဲ့လုံးဝမတူတဲ့အချက်က forming consume က forming အတုံးဖြစ်တယ်စာဟန်ပေးဟန် တုံးတဲ့အတုံးဖြစ်ပါတယ်စာကြည့်ပေကြီးရေးမယ်အဲဆိုလို့ရှင်အာဒီ consume ဆိုတဲ့ path ကိုတုံးပေးရတယ်နောက်တစ်ခုက broader meaning ပေါ့နော်ချေ eat have တဲ့ပို့ပြီးတော့ကျေပြန့်နေအကုန်လုံးကိုလွမ်းပြီးလွမ်းရှုံနိုင်တယ်ပေါ့နော်အကုန်လုံးရှုံငုံပြီးတော့ပြောမယ်ဆိုလို့ရှင် consume ဆိုတဲ့ path ကိုတုံးပေးရတယ်ဒါတော့ရှေးနှစ်ခုနဲ့မတူတဲ့အချက်ပေါ့နော်သူက formal အတုံးဖြစ်တဲ့အတွက်ကြောင့်မလို့သူက broader meaning ဖြစ်ပါတယ် ဲ့တော့စာဟန် PN ကြီးရေးတာတဲ့နေရာမှာဒါမှမဟုတ်အကုန်လုံးရှုံပြီးတော့ပြောတဲ့နေရာမှာ consume ကိုတုံးပါတယ်ကဲ example 1 consuming high levels of sugar is detrimental to health ကဲဒီမှာတော့ဒါကအဲရှုံငုံပြီးတော့ပြောတာဖြစ်တဲ့ကြောင့်မလို့ consume ဆိုတဲ့ verb ကိုတုံးထားတယ်ကဲဒီမှာ subject နေရာတုံးထားတော့ buffer in general noun ကိုတုံးထားတယ်အဲတကြားတဲ့တကြားတွေအများကြီး စာသုံးခြင်းကကျမ်းမာရေးကိုအန္တရာယ်ဖြစ်စေပါတယ်တဲ့။ Okay example 2 Diet is the food we consume regularly. Okay ဒီမှာလည်းပဲအဲ formal အသုံး broader meaning အနေနဲ့ဒါသုံးထားတာဖြစ်တယ်။အဲဒီမှာ diet diet ဆိုတာဘာလဲဆိုတာကိုဒီစာကြောင်းဖော်ပြတာပေါ့နော်။အဲအစားအစာဆိုတာတဲ့ the food we consume regularly ကျွန်တော်တို့ပုံမှန်အမြဲတမ်းစားသုံးနေကြအစားအစာဖြစ်ပါတယ်ဆိုပြီးတော့သူကရေးထားပါတယ်။ ဆိုတော့အဲကွန်ဆူကအဲရှေ့မှာဖော်ပြခဲ့တဲ့ဘက်ဖ်နှစ်ခုတည်းတူပြီးပို့ပြီးတော့ broader ကျေပြန့်နေအကုန်လုံးရှုံးပြီးပြောခြင်းကွန်ဆူဆိုတဲ့ဘက်ဖ်ကိုတုံးမယ်ပြီးရင် sign pn ကြီးရေးသားမယ်ဆိုရင်ကွန်ဆူဆိုတဲ့ဘက်ဖ်ကိုတုံးပေးရပါမယ်ကဲဒါဆိုလို့ရှင်ဒီဘက်တုံးခုရဲ့ဌာနချက်ကိုနားလည်ပြီးလို့ယူဆပါရတယ်အဲတော့ဆိုတော့ဒီမှာ exercise ငါးဖို့ကို ဖော်ပြပေးထားပါတယ်ဒီ exercise ငါးဖို့ကို ဖြည့်ကြည့်ပါအဲ့တော့ဖြည့်ပြီးသွားလို့ရှိရင် answer key ထည့်ပေးထားပါတယ်ဗီဒီယိုရဲ့အဆုံးမှာ answer key ထည့်ပေးထားတယ်အဲ answer key လေးနဲ့တိုက်ဆိုင်ပြီးတော့အဲ check လုပ်လို့ရပါတယ်အဲ့လို check လုပ်ပြီးတော့အဲဘယ်နှမှတ်ဘယ်နှပုတ်မှန်ခဲ့တယ်လဲဆိုတာကို comment box မှာကျေးဇူးပြုပြီးတော့ရေးခဲ့ပေးပါဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်